ျွန်တော်တို့ဘဝမှာဘာမှမရှိတော့ဘူးဆိုရင်တော့မှ hope ဆိုရဲညှော်လင့်ချက်ရှိပါသေးတယ် fighting never give up ကြိုးစားပါဘယ်တော့အခါမှအရှုံးမပေးလိုက်ပါနဲ့အားလုံးပဲမင်္ဂလာပါစောင်းတအုပ်ကို review လုပ်ပေးကြပါတယ်အဲ့ဒီစောင်းကထုတ်ထုတ်ပြီးချင်း9လအတွင်းမှာအုပ်ရီ3000တောင်အထိရောင်းအားကောင်းခဲ့တယ်အခုလက်ရှိအချိန်ထိလည်းအုပ်ရီ3000ခွဲအထိထုတ်ဝေခဲ့ရတဲ့စောင်းတအုပ်ဖြစ်တဲ့ဆရာစင်ကြီးရဲ့ hope ဆိုတဲ့စောင်းကိုပြောပြပေးပါမယ်ဆရာစင်ကြီးရဲ့ပထမဆုံးစောင်းပါ ကိုကစိတ်ရကြနေလို့ motivation ရချင်နေဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါစာအုပ်ရဲ့ပထမအစာပိုင်းကိုဖတ်တာနဲ့တင်တကယ်ခွင့်အားဖြစ်စေတယ်ဆရာစင်းကြီးရဲ့ခက်ခဲခဲ့တဲ့ဘဝအခြေအနေလေးတခုကိုစာရေးထားပါတယ်ဘဝမှာဘလို့နီးလန်းနေနဲ့ဘလို့လုံးရင်အောင်မြင်ရမလဲဆိုတာထက်ဘလို့လုံးရင်ဘလို့မွဲမလဲဆိုတဲ့အရာတွေကိုရေးပြထားပါတယ်ဆရာရဲ့ခက်ခဲခဲ့တဲ့ဘဝအခြေအနေတွေအတွေ့အကြုံတွေအမားတွေအများကြီးပါဝင်တဲ့ င်းလေးဦးစာအုပ်ကြီးပါပထမပိုင်းနဲ့နောက်ဆုံးပိုင်းမှာပါတဲ့ဆရာရဲ့အကြောင်းကိုပြောပြပေးပါမယ်ဆရာကဒီ construction တွေပါရေးစောက်တယ်လုပ်ငန်းကတော်တော်အဆင်ပြေတယ်ဝင်ငွေကလည်းကောင်းတယ်အဲ့ဒီမှာဘာသွားဖြစ်လဲဆိုတော့စကိုင်းမှာရေးလဲကြည့်ရောဘဝလုံးဝတစ်စချိုးပြောင်းလဲသွားတယ်ရေးကြည့်တော့ construction တွေဒီ site မှာချထားတဲ့ပစ္စည်းတွေအကုန်လုံးရေးတဲ့မျိုးကုန်တယ်အဲ့ဒီမှာစပြီးအကျွေးတင်တယ်အကျွေးကြောင့်တက်တင်မယ်လဲလုပ်ခဲ့မှုတယ်အကျွေးလာတောင်းလို့ပုံနေခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိခဲ့မှုတယ်ကိုပိုင်ကားစီးတဲ့ဘဝကနေပြီးတော့ ဘတ်စကားကိုတိုးစီရတယ်အလုပ်ကိုလည်းအကုန်လုံးလိုက်လို့ရတယ်တက်စီမောင်းနဲ့လက်ကန်းစာဆောင်ဒီပန်ဖလက်တွေလိုက်ဝေးတယ်အဲ့ဒီကနေမှအလီဘာဘာကနေပြီးတော့ဖန်စီပစ္စည်းလေးတွေမှာပြီးတော့ရောင်းတယ်အဲ့ဒါလေးလည်းနည်းနည်းအစင်ပြေးလာရောအေးအတူတွေစရောင်းတယ်အေးအတူတွေဆိုတာကအခုလက်ရှိရောင်းနေကြတဲ့ quality A တို့ premium quality တို့အဲ့လိုပုံစံမျိုးတွေနေမှာပေါ့နော်အဲ့ဒီကနေမှတစင်း A acid တွေကိုရောင်းတယ်ဘဝကိုအမြင့်ကနေဟိုး၃ညအထိကြာတယ်အဲ့ဒီ၃ညကနေမှပြန်ဆလာရတဲ့ အခြေအနေတွေနဲ့အတွေ့အကြုံတွေကိုရေးပြထားပါတယ်။ဘာကိုအဓိကရင်းပြီးတော့စခဲ့တယ်လဲဆိုရင်ねယူသားမှုနဲ့ဂတိတည်မှုပါတယ်။အဲ့ဒီနှစ်ချက်နဲ့တင်ဘဝကိုပြန်ပြီးတော့စူးစမ်းလာရတာပါဆိုပြီးတော့ရေးထားပါတယ်။စီးပွားရှာတဲ့အခါမှာကိုယ့်ရဲ့ image ကိုအထူးဂရုစိုက်ပါ။ငွေကလူအသက်ရှင်နေသေးတဲ့၍ဘယ်အချိန်မှဆိုရှာလို့ရတယ်။နာမည်ပြတ်သွားပြီဆိုရင်တော့ဘာမှလုပ်လို့မရတော့ပါဘူး။ဘယ်လုပ်ငန်းကိုပဲလုပ်လို့ risk ကတော့ရှိမှာပဲ။ အမျက်များရင် risk ကြီးပါလိမ့်မယ်အမျက်နည်းလို့ရှင် risk သေးပါလိမ့်မယ်ကိုကတတိရှိဖို့တော့လိုအပ်ပါမယ်ကျွန်တော်တို့ဘဝမှာကိုအားကိုကိုးတဲ့အောင် ကြိုးစားပါဘသူအမိမမယူပါနဲ့ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်လည်းကိုနီးကိုဟန်နဲ့ဖြေရှင်းတဲ့အောင်လုပ်ပါအလုပ်တစ်ခုခုလုပ်ရင်လည်းလော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 နဲ့မလုပ်ပါနဲ့အမားပါတတ်ပါတယ်ဘဝမှာတစ်ခါလဲလို့ရှင်နှစ်ခါပြန်ထပါဆက်လျှောက်ပါကြာရှုံးနေတဲ့အချိန်မှာရင်းနှစ်သူဝါးကူထုံးမဲ့သူတွေကလည်းတပုံကိုအရင်ကချစ်လာပါပြီဆိုတဲ့သူတွေလည်း ပြောင်းလဲကုန်ကြမှာပဲကိုဘေးမှာရှိနေတဲ့လူအ ਨੇ စုကသာကိုယ့်ရဲ့မိတ်ဆွေအချင်းမှာမွဲနေချင်းကြာရှုံးနေတဲ့အချိန်မှာစိတ်ရမကြပါနဲ့အ ਨੇ စုံတော့မိတ်ဆွေစေရပါတယ်သူများရောင်တိုင်းလိုက်မရောင်ပါနဲ့ဘလို့မျိုးလဲဆိုတော့ကျွန်တော်တို့လက်ထဲမှာငွေလေးနည်းနည်းပပရှိလာပြီဆိုရင်လိုတာရောမလိုတာရောရှောက်ဝဲတတ်တဲ့အချင်း1လိုချင်တာကိုမဝယ်ပါနဲ့ညလိုအပ်တာကိုပဲဝယ်ပါခုမှရှိတဲ့ဘတ်ဂျက်နဲ့ကိုယ်ဝယ်မဲ့ပစ္စည်းကိုချိန်ပါတစ်လဝင်ငွေ ရနေတဲ့သူကနောက်ဆုံးပေါ် iPhone ဝယ်တာက that's no problem ပြဿနာမရှိဘူးဒါပေမဲ့တလဝင်ငွေရ70သိန်းနေတိုင်းနေပါ우 restaurant သွားနေရဆိုရင်တော့နည်းနည်း short ရှိနိုင်ပါတယ်ဝင်ငွေနဲ့ထွက်ငွေနဲ့ကိုမျှတအောင်လုပ်ပါကို့မှာရှိတဲ့အရာကိုရောင်ရဲတင်းနေမှာကို့မဝယ်နိုင်တဲ့အရာကြီးတွေကိုအရန်လိုချင်နေရင်ပူလောင်ရပါတယ်အရာရာကရောင်ရဲတင်းနေတတ်သွားလို့ရှင်ဘဝကြီးက အေးချမ်းသွားပါလိမ့်မယ်ဒီဘက်ခင်မှာ social media attention တွေအများကြီးထိတယ်ကျွန်တော်တို့တခုတတိထားမှာက social media ပေါ်မှာကျွန်တော်တို့တွေ့နေတဲ့အရာတွေကတကယ် real life မဟုတ်ပါဘူးဘသူမှကြာရှုံးနေတဲ့အချိန်စိတ်ပျက်စရာကောင်းနေတဲ့အချိန်ငိုကြွေးနေရတဲ့အချိန်တွေကို line ပေါ်မှာမတင်ပါဘူးကျွန်တော်တို့က behind the scenes ကိုမမြင်တာပါပုံရိုက်ရင်တော့မှဗျာစေပုံလောက်ရိုက်မှအလားဆုံးဆိုတဲ့နှစ်ပုံလောက်ကိုပဲရွေးပြီးတော့တင်တာမလားအဲ့လိုပုံစံမျိုးပါပဲအဲ့လိုတင်းနေတဲ့အရာတွေကလည်းအောင်မြင်နေတဲ့အချိန် တန်ဖိုးကြီးပစ္စည်းတစ်ခုခုဝဲလာတဲ့အချိန်တလောက်ဝင်ဝင်ဘလောက်ရနေပါပြီအဲ့လိုအစင်မြေတဲ့အရာတွေကိုပဲထုတ်ပြတာပါအပူတွေကိုဘယ်သူမှထုတ်မပြပါဘူးကျွန်တော်တို့အဲ့ဒါတွေကိုကြည့်ပြီးတော့ကိုယ်ဘဝကြီးနဲ့သွားပြီးကွင်ဘဲလောက်ကြည့်ကြတယ်အဲ့ဒီအချိန်မှာမကြည်မနဲ့တိဖြစ်လာငါဘဝကြီးရဆိုပြီးကိုကိုကိုအပြစ်တင်မြင်လာအဲ့လိုမျိုးကိုကို side effect ပေးနေတဲ့အကောင့်တွေဆိုရင်ဘလော့ပလိုက်ပါအဲ့ဒါအကောင်ဆုံးပဲမမြင်ရတော့ဘူးမမြင်တော့အဲ့ဒီသူတွေနဲ့ကိုနဲ့သွားပြီးတော့ကွင်ဘဲမလုံးပြီးတော့အခုပြောမှာတော့ subscribe ပါဒီစာအုပ်ထဲမှာပါတဲ့ခေါင်းစဉ်တစ်ခုပါပဲ subscribe လုပ်ပါ ကလေးယူဖို့တေချာစဉ်းစားပါဟုတ်ပါတယ်ဒီကိစ္စကြီးကအထူးသဖြင့်လူငယ်တွေပေါ့အိမ်အောင်ပြုဖို့အစင်သင်းမဖြစ်သေးဘဲနဲ့ဆက်စလုပ်တယ်မလုပ်ရင်တော့အကောင်းဆုံးပဲကိုကအစင်သင်းမဖြစ်သေးဘူးဆိုရင်အကာအကွယ်ပစ္စည်းသုံးပါနောက်ပြီးတားဆီးတော့ပါဒီလိုကြီးတောင်ဖြစ်ပြီးမှတော့တားဆီးဝယ်တော့ဖို့အတွက်မဆက်ပါနဲ့ကလေးမွေးလာတော့မှဘာမှမပေးနိုင်မင်းနဲ့ဒုက္ခအမှုပဲပေးနေတာမျိုးတော့မဖြစ်ပါသေးနဲ့ကလေးတယောက်ရဲ့တာဝန်ကမလွယ်ကူပါဘူးကျွန်တော်တို့အစင်သင်းမဖြစ်သေးဘူးဆိုလို့ရှိရင်တားဆီးဝယ်တော့ပါ အကာအကွယ်ပစ္စည်းသုံးပါတငယ်ချင်းအချင်းချင်းဘလောက်ပဲခင်ခင်ဘလောက်ပဲချစ်ချစ်မကောင်းတာလောက်ခိုင်းရင်တော့အာနာပြီးတော့လိုက်မလို့ပါနဲ့ကျွန်တော်တို့ယောက်ျားလေးတွေပေါ့တာကြီးချကွာဘာညာဆိုချအဓိကတော့ညင်းရမှာအာနာလောင်းကစားအပါဝင်ပေါ့စီးပွားပြက်စီမဲ့အကြောင်းရင်းထဲမှာလောင်းကစားထိဆုံးပါပါကျွန်တော်တို့မှတ်ထားပါတကုတ်ကုတ်ဖြစ်လို့မုန်းလက်ကောက်စားရရင်ကိုပါပါမှာပါကိုကြောင့်နဲ့မိသားစုကိုပါ ဒုက္ခဖြစ်စီမှာပါဘလောက်ပဲတငယ်ချင်းကိုချစ်ချစ်မကောင်းတာလုပ်ခိုင်းရင်တော့အာမနာပါနဲ့ညင်းမှာစိတ်လိပ်အရက်ဒါလေးတည်းရတခါတလေနည်းနည်းတော်သေးတယ်စေးဟိုတော့လုံးဝမဆမ်းမိလိုက်ပါစေနဲ့ဆုံးဖြတ်ချက်လေးတခုမှားလိုက်တာနဲ့ဘဝကြီးကလုံးဝငါးပါးမောက်မှာပါဘဝပြက်ပြီးဟိုးအောက်ဆုံးအထိရောက်သွားမှာပါနောက်ပြီးတော့ကျွန်တော်တို့ဘယ်အရာမဆိုကိုမလုံနိုင်ရင်မကူညီနိုင်ဘူးဆိုလို့ရှိရင်အာမနာပါနဲ့ညင်းလိုက်ပါကျွန်တော်တို့ကဖန်ဆင်းရှင်မဟုတ်တဲ့အတွက်ကြောင့်မလို့လူသားရဲ့အခက်အခဲကိုလိုက်ပြီးတော့ ူညီမနေနိုင်ပါဘူးဒီစာအုပ်မှာပေးခြင်းတဲ့အဓိက message ကကျွန်တော်တို့ဘဝမှာဘာမှမရှိတော့ဘူးဆိုရင်တော့မှ hope ဆိုရဲညှော်လင့်ချက်ရှိပါသေးတယ် fighting never give up ကြိုးစားပါဘယ်တော့အခါမှအရှုံးမပေးလိုက်ပါနဲ့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကို share ဝင်လုပ်ပေးသွားခြင်းဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီစာအုပ်ကိုဖတ်ပူးတယ်ဆိုရင်ကိုရလိုက်တဲ့အရာလေးတွေကိုမျှဝေပြီးတော့ပါအောင်ဒီစာအုပ်ရဲ့တန်ဖိုးကတော့တသောမှာဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် ရပြုလို့သိချင်တဲ့စာအုပ်လေးတွေရှိရင်လည်း comment box မှာဝင်ရေးပြီးတော့ပါအောင်။တာရပြောရှင်မဲကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ။